အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါအခုအာရှဆုံးခြေစပွဲမှာဂျပန်ဒီအီရန်တို့အနောက်မှာအုပ်စုဒုတိယနဲ့ခြေစပွဲအောင်တဲ့ Uzbekistan ပေါ့လေ Uzbekistan အသင်းကအခုသူတို့တမိုင်းတစ်လျှောက်မှာ Jordan နဲ့အတူကမ္ဘာဖလားခြေစပွဲအောင်သွားပြီး ဒါက first time ဖြစ်တဲ့ကမ္ဘာဖလားချေ့စ်ပွဲအောင်တဲ့အသင်းတွေထဲမှာပထမဆုံးချင်းအောင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်နေဆိုတော့ Uzbek ကသူတို့နောက်ဆုံးကစားခဲ့တဲ့ World Cup qualifying ပေါ့လေအဲ့ World Cup qualifying မှာသူတို့ကစားမတွေအားလုံးကိုဒါသူတို့ဘက်ကနောက်ဆုံးအနေနဲ့သူတို့ကာတာကို၃ခုပြတ်နဲ့နိုင်တဲ့ပွဲပေါ့လေဒါ Uzbek ကစားရဲ့အင်ကွင်းမှာကစားခဲ့တဲ့ပွဲပါဒါကစားမအားလုံးရောကလပ်ရဲ့ဒါလူဝိစင်အသင်းမှာရှိတဲ့ဒါနီးပြားဖွဲ့ဝင်တွေ မမ်ဘာတွေနောက်ကစားမတွေအားလုံးပေါ့အယောက်40ရှိတယ်အားလုံးကိုသူတို့ဂုံပြူပေးလိုက်တယ်အဲ့ဒါကတော့ဒါဥစပါကစ္စတန်အသင်းဘက်ကဒါ BYD electric car ပေါ့လေ electric car 40အဲ့ဒါကိုဘောလုံးကွင်းရဲ့နောက်မှာသူတို့အကုန်လုံးတည်ထားတာတည်ထား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 ပြီးတော့မှအကုန်လုံးသူတို့ကအဲ့မတိုင်ငယ်ပြီးခဲ့ပွဲစဉ်တွေကချစ်ပွဲအောင်ပြီးသားဒါပေမဲ့ဒီဟာကသူတို့ဂုံပြူမဲ့ပွဲဖြစ်တယ်အဲ့ဒီတော့နောက်ဆုံးပွဲမှာသူတို့ခထာနဲ့ကန်တယ် ်ခတာဆိုတာကပြီးခဲ့တဲ့2020နှစ်ကမ္ဘာဖလားပြိုင်ပွဲကိုအင်ရှင်ဖြစ်ကျင်းပခွင့်ရတဲ့နိုင်ငံဖြစ်ပြီးတော့ဒါကတာနဲ့ကန်နဲ့ပွဲအပြီးမှာပဲကစားမတွေတယောက်ချင်းစီကို electric car ဈေးပေးလိုက်တယ်ဆိုတော့ဒီနေရာမှာ Uzbekistan အသင်းကအမှန်တိုင်းပြောရင်တော့ဟို2026ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့လည်းအင်ဖြစ်အဆင့်ထက်တော့မပူတော့ဘူးဘာကြောင့်လဲဆိုတော့သူတို့မှာ quality player အချို့တော့ရှိတယ်နီးပြားက ဥစဘက်ကတဥစဘက်ကစ္စတန်လူမျိုးဖြစ်တယ်။ဒါပေမဲ့လာမတွေအားလုံးကိုရှိရင်တူတကီလီမှာကစားတာတယောက်။နောက်တစ်ဖက်ကရူပင်ကက်ဆန်ရုရှားမှာကစားတာတယောက်။တူတကီလီမှာနှစ်ယောက်။နောက်ရုရှားမှာ CSK မော်စကိုမှာတယောက်၊ရူပင်ကက်ဆန်မှာတယောက်။နောက်ရိုမာမှာတယောက်။ဒါပဲရှိတယ်။ပြီးတော့မှသူတို့ရဲ့အနမိတ်အကြီးဆုံးကစားမကခူဆာနိုပေါ့လေ။အခုအာစီလန်ကနေ မန်ချက်စတာစီးတီးကိုပြောင်းလာတဲ့ကစားသမားကူဆာနိုသူတယောက်ပဲမိန်ဆိုသူပါဝင် ရိုမာအသင်းမှာသူတို့အသင်းကောင်းဆောင်ပေါ့လေအသက်ဒီအယ်ဒါဆိုတဲ့တယောက်ကရိုမာမှာကစားတယ်သူကတော့လက်ရှိအသင်းကောင်းဆောင်လည်းဖြစ်တယ်ဝါအရင်ဆုံးဖြစ်တယ်ဆိုဥရောပမှာကဒီ CSK မော်စကိုမှာတယောက်ရူပင်ကာဆင်မှာတယောက်တူတီမှာ၂ယောက်အဲ့မှာနေ၄ယောက်နောက်ဒါရိုမာမှာတယောက်မှာတိုတယ်၆ယောက်ရှိတယ်သူတို့ squad မှာဆို ဒီဆန်အစင်ထက်တော့နည်းနည်းနှိမ့်နေဒါပေမဲ့ဥဇဘက်ကစ္စတန်တမိုင်းတစ်လျှောက်မှာတော့ဒါပထမအဆုံးချိန် worker qualify မှာချစ်စပွဲအောင်သွားတဲ့အတွက်ကြောင့်အခုလိုမျိုးကားတယောက်တစ်စီးစီပေါ့လေ electric car တယောက်တစ်စီးစီကိုဥဇဘက်ကစ္စတန်ရဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကရာကသူတို့ချီးမြှင့်ပေးလိုက်တယ်ဒါတော့မှနိုင်ငံတွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကလည်းသူတို့ကစားမတွေအားလုံးကိုဂုဏ်ပြုပြီးတော့စုငွေတွေအများကြီးလဲပေးထားတယ် ဆိုတလဆာထဲမှာပဲဒါဥဇဘက်ကစ္စတန်ရဲ့ဘောလုံးဖွဲ့ချုပ်ကနေသူတို့ဘောလုံးဖွဲ့ချုပ် FA ကဒါကမ္ဘာဖလားချစ်ပွဲအောင်ရင်အောင်တဲ့နိုင်ငံတွေက10သန်းပေးတယ်အဲ့ဒါက FIFA ကပုံမှန်ပေးနေကြ FIFA ကမ္ဘာဖလားပြိုင်ပွဲရဲ့ပြိုင်ပွဲဝင်အသင်း၄၈သင်းဖြစ်ပြီးယင်းတော့ကတော့32သင်း32သင်းတောက်လျှောက်ကစားတယ်ကျွန်တော်တို့အတီတုံးက၄သင်းလောက်နဲ့စားတယ်နောက်6သင်းဖြစ်တယ်နောက် ၈တင်း၁၂တင်း၁၆တင်း၁၆တင်းကနေမှ32တင်းပြောင်းပြီးတော့မှအခု32တင်းပြိုင်ပွဲကပြီးခဲ့တဲ့ကထာပြိုင်ပွဲမှာနောက်ဆုံးဖြစ်ပြီးတော့အခု48တင်း48တင်းမှာအာရှဆုံးကတိုက်ရိုက်၈နိုင်ငံခြေစပွဲအောင်ဝင်ရမယ်ဆိုတော့အုပ်စုတတိယအဆင့်မှာပထမတုံးစုက2တင်း2တင်း2တင်း6တင်းတက်မယ်ပြီးတော့မှ round 4ရောက်တဲ့အခါမှာအဲ6သင်းတွေကနေနောက်ထပ်2သင်းထပ်တက်မယ်အုပ်စုပထမ2သင်းပြီး8သင်းဖြစ်မယ်ပြီးတော့မှကျန်တဲ့အသင်း2သင်းစီက playoff တဝက်ထက်ထက်ရမယ်ဆိုတော့တို့ကကံကောင်းရင်8နေရာခွဲတီးရမယ်ဆိုတော့ Uzbekistan နဲ့ Jordan က FIFA ကနေကမ္ဘာဖလားချေစပွဲပထမဆုံးကြည့်အောင်တဲ့တို့ကတခြားအသင်းတွေလိုပဲတို့ American Dollar 10သန်းရပါမယ် Uzbekistan ကစားသမားတွေက ဒါလက်ရှိမှာဘလို့ဖွေချုပ်ကနေ electric car တယောက်တစ်စီးစီနဲ့အစီး40ပြီးခဲ့တဲ့ဒါအပြင်လုပ်ငန်းရှင်တွေချမ်းသာကြွားတဲ့တတိတွေအားလုံးကလည်းကစားမားတွေကိုသူတို့ဘက်ကစုငွေတွေအများကြီးနဲ့ဂုဏ်ပြုခဲ့တယ်ဆိုပြီးတော့ပေါ်ပြထားတယ်ဆိုတော့ဒါပထမတုံး first time ဥမာအရင်ချမ်းသာတဲ့နိုင်ငံတွေခြေစွဲအောင်ရင်ပူတော်ရရင်ရအောင်ပါဘာဖြစ်ဖြစ်ဒါဥစဘက်ကိုကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရအောင်ပါဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်